လူပုလေးဖြစ်ပေမဲ့ဇနီးလေးနဲ့ခမ်းနားစွာမင်္ဂလာဆောင်နိုင်ခဲ့တယ်လို့လူရှင်တော်လို့ဖို့ကြိုးစားနေတဲ့တစ်တော့ဆယ်လီပေါ့ဘူးမင်္ဂလာပါရှင်ဆယ်လီရင်ဆိုင်တာမှပြန်လည်ကြိုဆိုလိုက်ပါတယ်လောကကြီးမှာလူတွေဟာပုံစံမျိုးစုံတွေမွေးဖွားလာကြပါတယ်တချို့ကလည်းကိုလက်အင်္ဂါစုံလင်စွာနဲ့ကျမ်းမာတန်ဆွမ်းဆောင်မွေးဖွားကြတယ်လို့တချို့ကလည်းကိုလက်အင်္ဂါမပြည့်စုံပဲမွေးဖွားလာတဲ့သူတွေတာမန်လူနဲ့မတူပဲထူးထူးခြားခြားမွေးလာတဲ့လူတွေလည်းအများကြီးပါပဲ အထူးသဖြင့်တာမန်လူနဲ့မတူဘဲထူးကဲစွာအယက်ရှိပြီးမွေးလာတဲ့လူတွေလူပုလူတွေစသည်ဖြင့်မျိုးရိုးပိစချုံရင်းစွာမွေးဖွားလာကြတာတွေရှိပါတယ်ဒီလိုသူများနဲ့မတူဘဲထူးခြားစွာမွေးဖွားလာတဲ့အခါအများနဲ့မတူတာကြောင့်ခက်ခဲဒုက္ခတွေနဲ့ရင်ဆိုင်ရပါတယ်အထူးသဖြင့်ပညာသင်ကြားမှုခက်ခဲတာခွဲခြားဆက်ဆံခံရတာသွားလာရခက်ခဲတာတွေကြောင့်အထီးကျန်ပြီးဘဝကိုဖျက်ဆီးကုန်စောအသက်ဆုံးရှုံးသွားရတာတွေရှိတာပါ ပြီးခဲ့တဲ့လပိုင်းနေ့အတွင်းကဆိုရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်လူပူလေးချစ်ပူဟောင်းစိတ်တက်ကြကအထီးကျန်ရင်အရက်တောင်လို့အသိယောဂါနဲ့ကွယ်လွန်သွားရတာပါဒါပေမဲ့လေခုခါမှာတော့လူပုံလေးဖြစ်ပေမဲ့ဘဝကိုရှုံးမပေးပဲကြိုးစားနေတယ်လို့လိုက်ဖက်တဲ့အိမ်အောင်ဘက်ပါရရှိကတာယာတဲ့ဘဝလေးကိုတီထောင်ထားနိုင်တဲ့သူတယောက်ရှိပါတယ်။အဲ့ဒါကတော့တစ်တော့ဆင်းလီလူပုံလေးပေါပူပါ လူပူလေးပေါပူဟာတာမန်လူတွေတောင်မှချစ်သူကြီးစားမရတော့အသေးကွဲနေရချိန်မှာသူနဲ့ပုံစံချင်းတူတဲ့အဲအဲဆိုတဲ့လူပူမလေးတယောက်နဲ့လက်ထပ်နိုင်ခဲ့တာပါလူပုန်လေးစိန်ပူဟာငယ်စဉ်ခါမှာကောင်းကြီးကြီးနဲ့အရက်ပူပူနဲ့မို့လူတွေကလောင်ပြောင်ခွဲခြားဆက်ဆံတာခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်ကျောင်းလေးတေချာမတက်ခင်ရပဲလူပုန်လေးမို့၆တန်းနဲ့ကျောင်းထွက်ခင်ရတာပါ။ အဲဒီနောက်မှာတော့လူပူလေးပေါပူဟာအွန်လိုင်းရန်ကုန်အဝေးပြေး Express Bus ကားလိုက်မှာကားစပယ်ရအဖြစ်ဝင်လုပ်နေတာဖြစ်ပါတယ်။ဒီလိုနေပဲဇနီးတဲ့မတ်အင်းအင်းနဲ့တက်တော့မှာပူစာဆောင်ခဲ့ကောင်ရီစာစကားပြောရင်ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်၃လအကြာမှာလက်ထပ်ခဲ့တာပါ။မင်္ဂလာပွဲကိုတော့အွန်လိုင်းမှာတပွဲဇနီးတဲ့ရှိတဲ့မုံရမှာတပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပပုနဲ့စိန်ပူတို့လူပူလေးဇနီးမောင်နဲ့နှယောက်ဟာပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုတည်ဆောက်ထားတာဖြစ်ပါတယ်။အခုအခါမှာတော့တစ်တော့ဆင်လီပပုတို့ဇနီးမောင်နဲ့ဟာဟာတလူရှင်တော်ရာစာပေါ့စီရင်စီမံမှုနဲ့အတူဟာတလူရှင်တော်လောကတွေကိုခြေဆက်မှုပြင်ဆင်နေတာဖြစ်ပါတယ်။ တစ်တော့စင်လီလူပူလေးပေါပူကတော့သူ့အနေနဲ့သူ့ကိုနားလေကစာနာပီးချင်းချင်းဖေးမလို့ရတယ်ချစ်သူလေးနဲ့လက်ထပ်နိုင်ခဲ့တဲ့အတွက်ကျေနပ်ပီတိဖြစ်မိတယ်လို့ဆိုပါတယ်။သူတို့ဇနီးမောင်နဲ့နေရာဟာတူးကိုတူးအာတင်းရင်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းကြဖို့ရည်မှန်းထားပါတယ်။ဒါပြင်ဖြစ်နိုင်မယ်ဆိုသားသမီးတယောက်တော့ယူကျင်တယ်လို့လည်းပြောလာတာပါ။ အခုချိန်မှာတော့သူတို့လူပူလေးစနီးမောင်နှစ်နှယောက်ဟာပျော်ရွှင်စွာတစ်တော်လေးတွေဆိုရင်းနဲ့ဘဝကိုဒိတ်ပေရှိရှိဖြတ်တန်းနေတာဖြစ်ပါတယ်။မအေးကလည်းဘဝမှာသူမကိုလှုပ်ကျွေးမဲ့ခင်မုန်းလေးရထားလို့ခြေနဲ့နေတာပါ။ ပြည်သက်တွေကတော့တာမန်လူတွေတောင်တဲတွေကွဲကချစ်သူလေးတယောက်ရဖို့ခက်ခဲနေတဲ့အချိန်မှာခုလိုလူပူလေးနေအောင်တူးကိုတူးမေတ္တာများကပျော်ရှင်တဲ့အိမ်တော်ကြီးတိဆောက်ထားနိုင်လို့အားကျနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့ကတော့သူတို့လိုလူပူလေးဖြစ်လာနိုင်တဲ့ကလေးမယူသင့်ဘူးလို့ပြောကြတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလူပူလေးပေါပုနဲ့စနီးတဲ့စိန်ပူခွန်မအဲအဲတို့ကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။